ဆရာတင်းနှန်းကဗာဒီတင်ပေးတာလေတဲ့ဗီဒီယိုနဲ့ဖြည့်ပေးပါအောင်ပြရဟုတ်ကဲ့ပါကျွန်ဖြည့်ပေးပါမယ်เนาะအဲတင်းနှန်းကတော့ကျွန်တော်ရောအဓိကဘာသာရဲ့နှစ်ခုကတော့ကျွန်တော်တို့ EFI နဲ့ EV ဗတိဆိုင်ရယ်ပေါ့เนาะအဲ့ဒီဘာသာရဲ့နှစ်ခုကအဓိကဘာသာရဲ့နှစ်ခုပါဒါပေမဲ့ကျွန်တော်တို့အပူဆောင်နေနဲ့ကျွန်တော်ကတင်းနှန်းသားတွေမေးတဲ့ဟာတွေကျွန်တော်သိသမျှကျွန်တော်ဒီ25နှစ်လုံးအဲတုံကြုံတွေ့ခဲ့တဲ့ပြုပြင်ခဲ့တဲ့အတွေ့အကြုံတွေကိုကျွန်တော်အဲထည့်ပြီးတော့အမျှဝေပေးပါတယ်အဲလက်တွေ့တင်နှံမှာပဲဖြစ်ဖြစ်အွန်လိုင်းတင်နှံမှာဖြစ်ဖြစ်အဲတင်တဲ့တင်ကန်းစာအတူတူပါပဲ လက်တွေ့မှာတော့ကျွန်တော်တို့ကခုနလိုမျိုးအဲပို့ပြီးတော့ကျွန်တော်ကောင်းမွန်ဒါမျက်နှာချင်းဆိုင်စစ်တမ်းကြမေးလို့ရတယ် online မှာမေးလို့မရတော့ဆို online မှာလည်းမေးလို့တော့ရတယ်လက်တွေ့လူကြီးတော့ကျွန်တော်တို့ကမေးခွင့်မရှိပေမဲ့လို့ကျွန်တော်တို့နော်15ရက်တခါ zoom meeting ရနေပြီးတော့ကျွန်တော်တိုက်ရိုက် zoom နဲ့ကနေပြီးတော့ကျွန်တော် facebook ဒီကောခေါ်လို့ပေါ့ကျွန်တော်နဲ့တင်နန်းသားတွေနဲ့ကျွန်တော်တိုက်ရိုက်တွေ့ဆုံပြီးတော့မေးမြန်းခွင့်ရှိပါတယ်အဲဒါပေမဲ့အဲ့ဒါလည်းမေးမြန်းဆိုမဟုတ်သေးပါဘူးကျွန်တော်တို့ခဏက အဲ EF ဖိုင်နဲ့ EV အဓိကတင်ပါဆိုရင်တို့ကျွန်တော်လာတဲ့တင်ကန်းတင်နန်းသားတွေဒီ online တင်နန်းသားတွေကျွန်တော်တွေ့ပါပါဘာဖြစ်လို့ဆိုတော့ဒီ125ကိုပဲကျွန်တော်တို့မိတ်ဆွေညီကိုတို့ပြင်နေတာ9နှစ်ရှိပြီ10နှစ်ရှိပြီဆိုကြပါဘူးအဲ့ဒီ9နှစ်10နှစ်မှာ125ကိုကျွန်တော်တို့ ပြင်းနေတာပဲအဆင်ပြေတယ်ဒါပေမဲ့ကျွန်တော်တင်ပေးမှာအရင်ဦးဆုံးတင်းနှန်းဆဆချင်းလာပြီဆိုရင်အဲ့ဒီ125ကိုမှမိတ်ဆွေညီကိုတို့၅နှစ်ဆင်နှစ်ပြင်းနေတဲ့အတွေ့အကြုံထက်ကိုပိုကောင်းတဲ့အတွေ့အကြုံတွေကျွန်တော်ထပ်ပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်125ပြင်းနေတာဟုတ်ပြီအဆင်ပြေတယ်အားလုံးကပြင်းနေကောင်းတယ်125ဒီစီကျွန်တော်အခက်ခဲတချို့ဟိုဘာတို့ပဲမှာလည်းခက်ခဲရှိတာရှိပါတယ်အဲ့ဒီခက်ခဲတွေကိုကျွန်တော်ကခိုင်းရှင်းရင်တနားနေ့နှစ်နာရီကြာတဲ့အချိန်မှာကျွန်တော်အဲ့ဒါတွေကိုလိုလင်းတကူရှင်းနိုင်အောင်ထပ်ပြီးတော့125ကိုလည်းချက်ပြီးတော့ကျွန်တော်လက်တွေ့တင်တဲ့မှာဆိုရင်125တင်ကန်းစာကိုကျွန်တော်ထင်တယ်9ရက်လောက်အရင်ထွင်ရပါတယ် အရင်မိတ်ဆွေညီကိုတို့125လုံနေရတာဟုတ်ပါတယ်။အဲ125တွေပြင်နေရရတာပဲ။ဆိုင်ဖွင့်မိသားလူတွေလာတာပါပဲ။ကျောင်းစီလာအများဆုံးကကျောင်းစီမှာ10ယောက်လာရင်6ယောက်9ယောက်ကဆိုင်ဖွင့်ထားတဲ့လူတွေဆိုင်ဖွင့်ခဲ့တဲ့လူတွေအခုအကြောင်းမျိုးကြောင့်မဖွင့်သေးတဲ့လူတွေရှိတယ်။အခုမှစဖွင့်မဲ့လူက10ယောက်မှ2ယောက်3ယောက်ပဲပါတယ်။ဖွင့်ထားဗီဇာဖွင့်ထားလက်စအရင်ဖွင့်ထားတဲ့အခုမှဖွင့်ဘူးအဲ့လိုလူတွေက10ယောက်မှ9ယောက်တော့ပါတယ်။အဲ့ဒီ125ပြင်တဲ့လူတွေ9နှစ်10နှစ်တက်တန်းရှိတဲ့လူတွေပဲ။ဒါပေမဲ့ကျွန်တော်9ရက်လောက်125တင်ကန်းစာကိုထပ်ပြီးတော့ထိန်းပေးပါသေးတယ်။ တို့ဆယ်နှစ်လောက်ဖွင့်တဲ့အတွေ့အကြုံတွေမှာမရဘူးတဲ့အဝန်တစ်ခွက်သင်ခန်းစာတွေလည်းကျွန်တော်ထပ်ပြီးမျှဝေပေးတာဖြစ်ပါတယ်။အဲ့ဒါပြီးတော့မှကျွန်တော် EFI BB EV ပေါ့နော်။အဓိကအဲ့လိုသင်ပေးပါတယ်။အဲသင်တဲ့သင်ခန်းစာ online မှာရောလက်တွေ့မှာရောအတူတူပါပဲ။နော်။အဲကွာအချက်လေးတွေရှိမှာပါဗျာ။ online ကကျွန်တော်က online ကဒီလိုရှိတယ်ဗျာ။ online ကကိုတကယ်လေးလေးစားစားနဲ့နော်ဗီဒီယိုတစ်ပုဒ်ကိုသင်ယူမှသာရမယ်။ကြည့်ပြီးပြီးသွားလို့မရဘူးနော်။နားမလည်ပြန်ကြည့်ဒီလိုလုပ်ရပါမယ်။လက်တွေ့မှာကျွန်တော်ကဘယ်လိုလုပ်ပေးရဆိုတော့ တင်ပြီးပြီးသွားမဟုတ်ဘူးနော်ကျွန်တော်တင်တယ်ဟုတ်ပြီနားလေဟုတ်ပြီနားလေလေဟုတ်ပြီဒါပေမဲ့အေးနားလေဆိုရင်နောက်ရကျကျွန်တော်ပြန်မေးတယ်မမေးကုန်းလက်ပြီးလဲမေးမေးတယ်အဲ့တော့မဖြစ်နိုင်သေးနားမလဲသေးဘူးပဲထပ်တွေးထပ်စဉ်းစားဒါမှမဟုတ်လဲအင်စာတွေလည်းလောက်ရတယ်ဘာလို့ဆိုတော့ညစဉ်းစားခဲ့မတတ်ပြန်အဖြေမေးမယ်တံမျိုးတွေလည်းကျွန်တော်အဒီပီဒီလိုက်လို့ခင်ပါတယ်ကျွန်တော်ရှိကနေပြောသွားတင်သွားတော့နားထောင်နေမပြီးပါဘူးအဲ့လိုမျိုးတကယ်တက်အောင်တကယ်နားလေအောင်တင်ပေးတာဖြစ်ပါတယ်ဆင်ပြေပါသေးနော်